နိုဝင်ဘာလအတွဲကြံတဲ့ဆယ်ရက်အတွင်းမှာပေါ့နော်တင့်ရဲ့ငွေကြေးစည်းစင်းမှုအခြေအနေဘယ်လိုရှိမလဲအဲ့ဒါကိုကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့နိုဝင်ဘာလအတွင်းထဲမှာတင့်ရဲ့နိုဝင်ဘာလကြံတဲ့ဆယ်ရက်အတွင်းထဲမှာတင့်ရဲ့ငွေကြေးစည်းစင်းလည်ပတ်မှုအခြေအနေဘယ်လိုဖြစ်မလဲဆိုတာလေးကိုကြည့်ရအောင်ပါလက်ရှိမှာပေါ့နော်ကိုအားထုတ်ထားတဲ့အရာတွေရှိမယ်ပေါ့ဥမာငွေကြေးစည်းရင်းနဲ့ပတ်သက်ပြီးတော့တင်ရစရာရှိတာတွေလုပ်ငန်းတွေချဲ့တွင်ထားတာတွေအလုပ်အကိုင်းတစ်ခုခုကနေပြီးတော့တင်ဝင်ငွေရရှိရမယ့်အနေထားတွေရှိတယ်ဆိုလို့ရှိရင်ပေါ့နော် အဲ့ဒါတွေကဘာတွေဖြစ်မလဲပေါ့နော်အဲ့တော့တင့်ရငွေကြေးစီစဉ်မှုအခြေအနေကိုကြည့်ရအောင်ပါကတ်သုံးကတ်ထွက်ကြလာပါတယ်အဲ့တော့ဒီကတ်တွေကိုကြည့်မယ်နော်ကတ်သုံးကတ်မှာဆိုလို့ရှိရင်ပထမဆုံးကတ်အနေနဲ့ဆိုရင်တော့တောင်မွေး၁၀ချောင်းကတ်ဖြစ်ပါတယ်ဒီတောင်မွေး၁၀ချောင်းကတ်အနမိတ်အရဆိုလို့ရှိရင်တော့တင့်ကငွေကြေးစီစဉ်မှုမှာဆိုလို့ရှိရင် ဝင်တော့ဝင်ပိုးပြီးချင်းတာဝန်လေးပိုယူနေချင်းဆိုတဲ့ကဏ္ဍမိတ်မျိုးဖြစ်ပါတယ်။တင်းရဲ့ဗန္နာရဲ့အခြေအနေမှာဖီအားတွေတာဝန်တွေသို့မဟုတ်အကျွေးတွေပြီးနေချင်းကိုဖော်ပြခြင်းကဏ္ဍမိတ်ပဲဖြစ်ပါတယ်။နောက်တစ်ချက်ကဆိုလို့ရှိရင်တော့တင်းဟာငွေကျင်းစည်းစင်းမှုရရှိလို့သောငွေရရှိလို့သောနဲ့တာဝန်တွေကိုပိုယူမိချင်းဆိုတဲ့နမိတ်ကိုလည်းပြနေပါတယ်။ ငွေကြေးရှာဖွေမှုဒါမှမဟုတ်လို့ရှိရင်ငွေကြေးချမ်းသာမှုတွေတာဝန်လေးပိုယူပြီးတော့စူးစမ်းအထောက်မှုလွန်ကဲနေတယ်ဆိုတဲ့ကန္နမိတ်ကိုပြနေတာပဲဖြစ်ပါတယ်။အောင်မြင်မှုရဖို့ကိုနှိမ့်ဆက်နေပေမဲ့လို့စူးစမ်းအထောက်မှုလွန်ကဲပြီးတော့တာဝန်လေးအရန်ပိုနေတယ်လို့ခံစားရတဲ့ကန္နမိတ်ဖြစ်ပါတယ်။ သင်ရပင်ပန်းနှွမ်းနယ်မှုတွေကိုခံစားနေရတာပဲဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲကန့်မိတ်အရာအောင်မြင်မှုပန်းနိုင်တဲ့ကနီးနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတာဝန်ပိုးတွေပင်ပန်းနှွမ်းနယ်မှုတွေကခက်တရာကြီးပေါ့နော်ခဏတာတာဖြစ်ပြီးတော့မကြခင်အချိန်တွေမှာပြန်လဲပြေးလဲသွားပြီးတော့သင်ရငွေကြေးစီစဉ်လည်ပတ်မှုဟာသင်မျှော်မှန်းထားတဲ့အတိုင်းရောက်ရှိတော့မယ်ဖြစ်တော့မယ်ဆိုတဲ့အနေအထားကိုပြတဲ့ကန့်မိတ်ဖြစ်ပါတယ်။ ဒုတိယကတ်မှာဆိုလို့ရှိရင်တော့ဓာကိုးကြောင်ကတ်ထွက်လာတာဖြစ်ပါတယ်။ဒီဓာကိုးကြောင်ကတ်ထွက်လာတဲ့နမိတ်အရာဆိုလို့ရှိရင်တင့်ရဲ့ငွေကြေးစီစဉ်လက်ပတ်မှုအခြေအနေမှာဆိုလို့ရှိရင်ပထမကတ်က energy တိုင်းပဲတာဝန်တွေပိုယူနေတဲ့စ조사အထောက်မှုလွန်ကဲနေတာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ပိစီမှုတန်းတွေကိုတင်တယောက်တည်းညာဘက်တွေအိတ်မပြောသည့်အထိပူပန်နေရသည့်အထိခံစားနေရတယ်ဆိုတဲ့ကတ်နမိတ်ကိုမြင်နေရပါတယ်။အဲ့ဒီတော့ဒီကတ်နမိတ်ရဲ့သတိပေးချက်အရာဆိုလို့ရှိရင်တော့တာဝန်တွေခွဲတင်တာကိုခွဲလွှဲပြောင်းတင်တာကိုလွှဲပြောင်းပြီးတော့ကိုတယောက်တည်းတ ာဝန်တွေပို့ယူနေခြင်းကိုရှောင်ရှားပါအဲ့ဒီလိုမျိုးတာဝန်တွေပို့ယူနေခြင်းကတင်ရောက်ရှိရမယ့်လမ်းခရီးကိုပို့ပြီးတော့ကြန့်ကြာစေတယ်ရောက်ရမဲ့ပန်းနိုင်အတွက်ပို့ပြီးနှောင်းနေစေတယ်ဆိုတဲ့နှမိတ်ကိုမြင်နေရပါတယ် ငွေကြေးတာဝန်တွေကလည်းစိတ်ဒုက္ခတွေအကြမ်းပေးပြီးစိတ်ဖိစီးမှုတွေများနေပြီးကို့အတွက်ဘာအိုင်ဒီယာတွေမှမထွက်တော့ဘူးဆိုလို့ရှိရင်နားလည်တက်ကြတဲ့ငွေကြေးပညာရှင်တွေနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့တင့်ရဲ့လုပ်ငန်းဆိုင်ရာတွေတင့်ရဲ့ဘဝရဲ့ငွေကြေးအခြေအနေတွေကိုတိုင်ပင်ပြီးတော့ဖြည့်ရှင်းချက်တွေကိုယူသွင်းပါတယ်။တင့်တယောက်တည်းဆက်ပြီးသားသွားနေမယ်ဆိုလို့ရှိရင်တော့ဒီလိုဖိစီးမှုတွေနဲ့များဘက်အိတ်မပြောမှုတွေနောက်တခါငွေကြေးဆိုင်ရာအခက်အခဲကြောင့်တင့်ရဲ့စိုးရိမ်ပူပန်နောက်တတရားတွေကတင်ရောက်ချင်တဲ့ငွေကြေးစီးစင်းလဲပန်းမှုပန်းနိုင်ကိုနှောင့်နှေးကြံ့ကြစေမှာဖြစ်တယ်ဆိုတဲ့ကဏ္ဍမိတ် ်ကိုမြင်ရတယ်။နောက်ဆုံးတတိယကပ်ပေါ့နော်။ဒီတတိယကပ်အနေထားဆိုလို့ရှိရင်တော့ AJ season လဲပတ်မှုနဲ့ပတ်သက်လာရင်အစ်မဒီလိုပူပန်တော့ကလေးတွေရှိနေပေမဲ့နောက်ဆုံးမှာတော့တင်ရောက်ရှိခြင်းနဲ့ငွေကြေး season လဲပတ်မှုအနေထားအတွက်ရောက်ရှိလာမယ်ဆိုတာလေးကိုမြင်ရပါတယ်။တင်လိုအပ်နေတဲ့အကူအညီအထောက်အပံ့တွေကိုလည်းရရှိနေပြီးဆရာကောင်းတွေ့ရမယ်။အကြံပေးပုဂ္ဂိုလ်ကောင်းတွေ့ပြီးတော့တင်ရဲ့ငွေကြေးအခြေအနေတွေကိုဖြည့်ရှင်းနိုင်မယ်ဆိုတဲ့လက္ခဏာမျိုးကိုတွေ့ရတာပဲဖြစ်ပါတယ်။ က်၃ကက်စလုံးကိုပြန်လည်ပြီးတော့ခြုံငုံကြည့်ရမယ်ဆိုလို့ရှိရင်ပထမကက်မှာကျလာတဲ့ငွေကြေးစီစဉ်လဲပတ်မှုအရာအတွက်ဆိုလို့ရှိရင်တော့တင်အားပင်မန်းစွာနဲ့စ조사ရုံးကန်နေတဲ့စ조사အထုံးမှုလွန်ကဲနေတဲ့ဒုတိယကက်အနေနဲ့ဒီစ조사အထုံးမှုလွန်ကဲခြင်းနေရာတင့်ကိုဖိစီးမှုတွေပိုစေတဲ့တယောက်တည်းခန်းစားနေရတဲ့ညာဘက်တွေအိမ်မက်ပြောတဲ့အထီးကျမ်းမာရေးတွေဆိုရတဲ့အထီးဖြစ်လာနိုင်တဲ့အတွက်တင်ဟာပို့ပြီးတော့ပေါ့နော် ကိုယ့်ရဲ့ပန်းတိုင်နဲ့နှီးစပ်ဖို့အတွက်ဆိုလို့ရှိရင်တော့တင်းရဲ့ငွေကြေးစီစဉ်လေပတ်မှုနဲ့ပတ်သက်ပြီးတော့အကြံကောင်းညံကောင်းပေးနိုင်မယ်ဆရာသမားကောင်းတစ်ယောက်ကိုရှာတင်တယ်ဆိုတဲ့နမိတ်ကတ်ကိုကြားတယ်။နောက်တစ်ခါအားဆိုလို့ရှိရင်တော့တင်းဟာဒီလိုမျိုးအခြေအနေတွေကိုဖြတ်ကျော်နိုင်ဖို့အတွက်တင်းကိုအကူအညီထောက်ပံ့ပေးမယ်ဆရာကောင်းတွေရှိတယ်။အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိနေပါတယ်။နောက်ဆုံးမှာတော့တင်းလိုအပ်တဲ့ငွေကြေးပန်းတိုင်ကိုရရှိသွားမယ်ဆိုတဲ့ကန့်နမိတ်တွေကိုမြင်ရပါတယ်။ တုံးကတ်စလုံးကိုခြုံငုံကြည့်ရမယ်ဆိုလို့ရှိရင်တော့85ရာခိုင်နှုန်းလောက်အထိငွေကြေးစည်းစင်းလဲပတ်မှုအတွက်အကောင့်အခြေအနေကိုရှင်းနေပါတယ်စိတ်ပူပန်မှုလေးတွေရှိနေရပေမဲ့လို့နောက်ဆုံးမှာတင့်ရဲ့ပန်းတိုင်းနဲ့လည်းနီးကပ်နေတဲ့ပန်းတိုင်းကိုလည်းရောက်ရှိသွားမယ်အထောက်ပံ့နေလည်းရှိနေတယ်ဆိုတော့ကဏ္ဍမိတ်ကိုပြတဲ့အတွက်ကြောင့်မလို့ငွေကျင်းနဲ့ပတ်သက်လာရင်တော့အရန်ဆိုးရတဲ့အနေအထားကိုမတွေ့ရပါဘူးအဲ့ဒီတော့နိုဝင်ဘာလရဲ့ကြံတဲ့ဆယ်ရက်အတွင်းရဲ့ငွေကျင်းစီးစင်းလေပတ်မှုကဏ္ဍမိတ်ပဲဖြစ်ပါတယ် ဆယ်ရက်အတွင်းဆိုပေမဲ့လို့ဒီ energy တွေကရှေ့ဆက်ပြီးတော့လဲလာချီပြီးတော့ကြာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရှိမှာဒီ energy နဲ့သင်ကိုင်းညီနေတယ်ဆိုလို့ရှိရင်တော့ဖြည့်ရှင်းတင်တာတွေကိုအမြန်ဆုံးဖြည့်ရှင်းဖို့လဲပြောချင်ပါတယ်နောက်ထပ်တော့လက်ဆောင်အနေနဲ့ဆိုလို့ရှိရင်တော့သင်ရန်ငွေကြေးစီစဉ်လက်ပတ်မှုကိုအထောက်အကူပြုပြုဖို့အတွက်ပေါ့နော်သင်ဘလို့ crystal လေးတွေစောင်းတဲ့လဲဆိုတာကို crystal cut ကလေးတွေထုတ်ပြီးတော့ကြည့်ပေးပါမယ် ဒီခရစ်စတယ်ကနှစ်ကပ်ထွက်လာတယ်ပေါ့နော်ဒီခရစ်စတယ်ကနှစ်ကပ်မှာဆိုလို့ရှိရင်တကပ်ကတော့ Amber ဖြစ်ပါတယ်သူရဲ့လမ်းညွှန်ချက်အရာဆိုလို့ရှိရင်တော့ Point your heart to our grace တဲ့ တင်းရဲတဲ့နှလုံးသားနေရာမှာထားပြီးတော့ပေါ့နော်ဒီလိုခရစ်စတယ်လေးကိုနှလုံးသားနေရာမှာထားပြီးတော့တင်ထားမယ်ဆိုလို့ရှိရင်ပေါ့တင်းရဲပူပန်တော့ကတွေကိုငိမ့်အေးစီမှာဖြစ်တယ်နောက်တစ်ခုက Amazon Night ပေါ့နော်ဒီလိုကြောက်ဖြစ်ပါတယ် Amazon Night ကဆိုလို့ရှိရင်တော့ Speak from your heart တဲ့တင်းရဲနှလုံးသားနဲ့ပြန်လဲထိတ်ဆက်ပြီးတော့တင်းကိုတင်းအချိန်ပေးပြီးစကားပြောဖို့လိုပါတယ်အဲ့တော့တင်းရဲကိုရင်းထဲမှာရှိနေတဲ့နှလုံးသားကရှိနေတဲ့အမှန်တရားတွေနဲ့လမ်းညွှန်ချက်တွေကိုပြန်လဲပြီးတော့ရရှိလာနိုင်တယ်အဲ့ဒီလိုရရှိတဲ့အခါမှာတင်းရဲဒီငွေကြေးဘဝ season level မှုအတွက်မှာလဲ ဲ့အထောက်ပံ့လေးအားလုံးပြုသွားမယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီလိုကြောက်ကလေးတွေကဒီလိုမျိုးလက်ပတ်ကလေးတွေစောင်းလို့ရတယ်လို့ကြောက်အကျန်းတုံးလေးတွေဝယ်ပြီးတော့လည်းအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးက energy ကညီတယ်ဆိုလို့ရှိရင်လည်း comment လေးမှာရေးပေးခဲ့ဖို့မမေ့ပါနဲ့နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေတရော့ပညာရက်တွေနဲ့ spiritual knowledge တွေကိုထပ်မံပြီးတော့မျှဝေပေးသွားပါမယ်ကျေးဇူးပါဆန်းစုပါ